ဒီနေ့မှာတော့တကွေပြည်ပြည်သက်တွေကိုလမ်းမတော်မြို့နယ်ဂျန်ရှင်းမော်တင်ပြီးခုနလန်းလန်းတို့တွေကလက်မလီအောင်ရောင်းရတဲ့ခေါ်ဆွဲတုတ်ဆန်လေးကို ခေါ်သွားမှာပါစိုင်းနမေကဂူဂူမီမီရေးတဲ့ဒါပေမဲ့စိုင်းပုတ်တွေဖနိုင်းနေမထောင်တော့ပါဘူးဒီဆိုင်ကမနက်ခင်းတပိုင်းညနေခင်းတပိုင်းရောင်းပြီးတော့သူ့မိတ်နဲ့သူရှိလို့ခေါ်ဆွဲတုတ်ကိုတန်းစီပြီးစောင့်စားရတာပါချီကျူးချင်တာကလူနှစ်ယောက်လောက်ပဲရောင်းနေတာကိုတော့အချိန်နည်းနည်းလေးစောင့်ရတာကလွင်အလှည့်ကြော်တာမျိုးမခံရပါဘူးအရသာလဲဘယ်တော့ဆဆာမပြောင်းလဲပါဘူး လူနှစ်ယောက်ထဲနဲ့နန်းနိုင်နေနေလုံနိုင်တာကိုချီးကျူးပါတယ်ကျွန်တော်တို့ဒီနေ့ဒီဆန်ရောက်တာတော့ကံကောင်းလို့စားရတာပေါ့နော်ကျွန်တော်တို့မှာပြီးတာနဲ့ခေါက်ဆွဲတုပ်ကပုံသွားပြီပေါ့နော်ကျွန်တော်ကတော့တစ်ခါစားရင်ဒီမှာခေါက်ဆွဲတုပ်နှစ်ပွဲစားပါတယ်သူဆိုင်ကမနက်ခင်းဆိုရင်9နာရီခွဲလောက်ကစဖွင့်ပြီးတော့ခုနလန်းလန်းတူတွေကဂျန်ရှင်းမော်တင်ကားပတ်ကင်ပေါက်နာမှာရောင်းပါတယ်။မနက်ပိုင်းကိုအတုပ်တစ်မျိုးနဲ့ရောင်းပြီးတော့9နာရီခွဲလောက်ဆိုရင်ကုန်ပါပြီ။ ညနေ9:00နာရီမှာခုနလန်းလန်းတူရဲ့လမ်းထိပ်နားမှာပြန်ဆရှောင်းပြီးတော့6ခွဲလောက်ဆိုရင်ကုန်ပြီပေါ့နော်။ညနေပိုင်းမှာခောက်ဆွဲတုပ်အစုံတုပ်အပြင်ရခိုင်မုတ်တီနဲ့ကြာစံချက်တွေပါရောက်ပါတယ်။တနင်္ဂနွေညနေပိုင်းဒီပိုင်းမှာဆိုင်ပိတ်ပါတယ်။သူ့ခောက်ဆွဲတုပ်ကပစုံချောင်းမှုပဲမှုမပါဘဲနဲ့ကိုရိုးရှင်းပြီးစားကောင်းနေတာပါ။ဆိုရမများတဲ့တရုတ်တန်းရဲ့ဂျုံခေါဆွဲကောင်းကောင်းကိုတုံးထားတာကြောင့်လည်းဖြစ်မယ်ဗျ။ကျွန်တော်အချိန်ဆုံးခေါဆွဲတုပ်လိုတော့ပြောလို့ရတယ်။ ကျွန်တော်နောက်ပိုင်းအမြဲစားပြနေတဲ့ခေါက်ဆွဲတုပ်ပေါ့ခေါက်ဆွဲတုပ်ကသူ့ရဲ့အာဘူးရှာဘူးဟင်းရဲ့ပူပူလေးနဲ့လည်းတော်တော်လိုက်ဖက်ပါတယ်စားကောင်းကြိုက်တဲ့ကျွန်တော်ရဲ့ဖူရီတွေအတွက် sharing လုပ်ပေးထားတာမလို့လမ်းကြုံရင်စားကြည့်စေချင်ပါတယ်။တကွီကွီ